မင်္ဂလာပါခင်ဗျာဖရက်တာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနားဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်ထုံနေညတိုင်းမြန်မာစံတော်ချိန်9:00နာရီမှာဖရက်တာနေမြန်မာရဲ့တင်ကိုရန်ဆက်ကဏ္ဍနဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများတင်ကိုရန်ဆက်ကဏ္ဍတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ဖြစ်ကြောင်းတင်ကောင်းပါပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါရမယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော် Federal Channel မြန်မာရဲ့ Tollan Thuro ရဲ့အတန်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီစီစဉ်မှာပေါ့နော် Tollan ကြီးမှာပါဝင်နေတဲ့ Nepal တီတီကလူငယ်တွေနိုင်ငံရေးအတွေးခေါ်ပညာရှင်တွေရဲ့နိုင်ငံရေးအငြင်းလက်ရှိနေပြင်ခြေနေတွေနဲ့သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ် အခုစီစဉ်တော့ပါဝင်ပေးဖို့ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်နေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးစတင်လိုက်ပါတော့မယ်ခင်ဗျဟုတ်ကဲ့မင်္ဂလာပါရဲဘော်ခင်ဗျဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါကျွန်တော်အာဒီပထမအဆုံးအနေနဲ့ပေါ့နော်လက်ရှိရဲဘော်ရဲ့နာမည်ရဲ့လက်ရှိယူထားတဲ့တာဝန်လေးကိုနဲ့လက်ရှိပေါ့နော်လက်နက်ကင်တော်လိုင်းရင်းမှာပါဝင်ပြနေတဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်မိတ်ဆက်ပေးပါအောင်ခင်ဗျ ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမရဲ့နာမည်ကတော့ရတနာဖြစ်ပါတယ်အဲကျမအခုလက်ရှိပုံဝင်လှုပ်ရှားနေတာကတော့တနုပြည်သူ့လူမျိုးရေးတပ်ဦး DBF တနုပြည်သူ့လူမျိုးရေးတပ်တော် DBA တွေမှာအဲအခုတာဝန်ထမ်းဆောင်နေပါတယ်ရှင်ကျမတနုတန်းရင်သူတယောက်ဖြစ်ပါတယ်ရှင်အဲတော်လန်ရေးတဲ့ဟိုလက်နက်ကင်တော်လန်ရေးတဲ့ရောက်လာတာလက်နက်ကင်တော်လန်ရေးမတိုင်ခင်ကဘာတွေလောက်ခဲ့လဲပေါ့နော်ပြီးလို့ရှိရင်အဓိကဘလို့တွန်းအားတွေကြောင့်လက်နက်ကင်တော်လန်ရေးတဲ့ကိုဟိုအမျိုးသမီးတယောက်အနေနဲ့ပါဝင်ဖြစ်ခဲ့လဲဆိုတာလည်းပြောပြပေးပါအောင်ခင်ဗျာ အာဟုတ်ကဲ့ကျမပရမောက်အဲကျမ အရင်ကဒေါ်လာရေးမဝင်ခင်တော့ကတော့ကျမအဲစကင်ကြီးရမြန်မာကျောင်းသူတယောက်ဖြစ်တယ်ပေါ့လေနော်ပြီးတော့ကျမအဲစစ်ချုပ်စစ်ချုပ်တင်နေပါတယ်ဒစိန်တာဖြစ်ပေါ်တဲ့ရည်ရထားပါတယ်အဲဘလူးတူအနဲ့ရော်လာခဲ့တဲ့ဆိုရင်တော့အဲကျမတို့ရဲ့ရွာမှာဆိုရင်အဲဘျူဇော့ချီတွေကနေပြီးတော့မှကျမတို့ရဲ့အပြစ်ကျမတို့ရွာအပြစ်မဲ့တဲ့ရွာသူရသားတွေကိုအဲဒီရစစတာခဲ့တဲ့ဖြစ်စဉ်တွေရှိတယ် ပြီးတော့အဲ PTA တွေကိုထောက်ပံ့တဲ့သူတွေဆိုရင်အဲဖဏာတွေရှိတယ်အဲထောက်ပံ့ခဲ့တဲ့အထက်မှာလည်းကျွန်မလည်းပါတယ်ပေါ့လေနော်အဲ့တော့ကျွန်မလည်းအဲရွာမှာမနေဘဲနဲ့ရှောင်းရွှောင်းရွှောင်းရာနေကျွန်မအတီးတရအချက်ဆက်နေပြီးတော့မှဒီထက်ကိုရောက်လာခဲ့တာဖြစ်ပါတယ်ရှင် လက်ရှိမှာတော့ဒီတော်လန်ရေးထဲမှာပေါ့နော်အမျိုးသမီးတယောက်နေနဲ့ဘယ်လိုမျိုးပုံစံတွေရုန်းကန်လှောက်ရှားနေရလဲအဲဒီပေါ်မှာပေါ့အာဒီလိုရုန်းကန်လှောက်ရှားတဲ့ခါမှာစိတ်တက်ကြတာလည်းရှိတယ်ဒါခါလေးကြလို့ရှိရင်ကျွန်တော်တို့စိတ်အဆင်မပြေတာတွေရှိတယ်အဲ့လိုအခက်ခဲတွေကြုံလာတဲ့ခါမှာရောကိုကိုကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုတည်ဆောက်ခဲ့တာတွေရှိလဲခင်ဗျဟုတ်ကဲ့ကျွန်မဒီတော်လန်ရေးအဖြတ်သန်းခဲ့တဲ့ကာလတချို့မှာတော့အခက်ခဲတွေတော့ရှိတယ်ပေါ့လေနော်အဲအမျိုးသမီးတွေဖြစ်တယ်ဒါမဲ့ အဲကျမတို့ကတော့အမျိုးသမီးဆိုပေမဲ့လည်းအမျိုးသားနဲ့တန်းတူအဲရင်ပေါ်တားပြီးတော့မှအလုပ်လုပ်နေတယ်အဲအခက်အခဲတွေတော့ရှိခဲ့တယ်ဒါပေမဲ့အဲအခက်အခဲတွေကိုလည်းပဲအဲရင်ဆိုင်ကြော်ဖျားခဲ့တယ်ပြီးတော့ကျမရဲ့အားနည်းချက်တွေအဲအသာချက်တွေကိုလည်းပဲအအသာချက်တွေအဖြစ်အဲပြောင်းလဲခဲ့တာတွေရှိတယ်ပြီးတော့အဲထိတ်တဲ့ပညာတွေသင်ယူတယ်ပြီးတော့ကိုစိတ်တောက်ကိုအမြဲတမ်းခိုင်မာအောင်လေ့ကျင့်တယ် အဲပြီးတော့အအတ္တိပညာအတ္တိပညာတွေရှာဖွေတယ်အဲဒီလိုနဲ့ပဲကျမရဲ့အဲကိုကိုအာကောအောင်ဒီဆော့ဖြစ်ပါတယ်ရှင့်ကဲခင်ဗျာအာတက်ဆက်တယ်မှာပေါ့နော်တော်လန်ရေးတဲ့ဟိုတော်လန်ရေးတဲ့ကလက်နက်ကင်လန်းစီကိုရွေးချယ်လိုက်တဲ့အခါမှာအာရွေးချယ်လိုက်တဲ့ ကိုယူအစပြီးရွေးချယ်တဲ့အချိန်မှာဘယ်လိုမျိုးစိတ်ခေါ်မှုတွေဘယ်လိုခက်ခဲတွေကြုံလဲပေါ့အာမိတာစုတွေနီကိုမောင်နှမတွေအဲ့လိုအတိုင်းဝိုင်းနေတာပေါ့လက်ခံလာပေါ့နော်ဒါမှမဟုတ်လို့ရှင်မလောက်ရဘူးဆိုပြီးကန့်ကွက်တာတွေဘာတွေရှိလာပေါ့အမျိုးသမီးတယောက်ဆိုတော့ပို့ပြီးတော့ဒီလားလည်းရင်ဆိုင်ရမယ့်ခက်ခဲတွေရှိမယ်လို့တော့ကျွန်တော်ထင်မိတယ်ဟုတ်ကဲ့အဲဒီမှာဒီဒေါ်လာရေးထဲလာစားချင်တော့အဲပင်မိဖမဆိုတော့အဲကိုရဲတသမီတွေကိုတော့သူတို့အဲစိတ်ပူစိတ်ပူတယ်ပေါ့လေနော်ဒါမဲ့အဲကျမကတော့ အဲကျမကျမတွေ့မိတဲ့အရာတော့ရှိတယ်ပေါ့အဲကျမတော့ဒီထက်ကိုလာလိုက်တယ်ဒါပေမဲ့အဲ normal ကြံခဲ့တယ်ကျမရဲ့မိသားစုတွေကအဆင်ပြေလားအဲကျမဒီထဲဝင်လာရတဲ့အတွက်သူတို့မှာအဲစူရင်ကြောင်ကြမှုတွေရှိလားဆိုပြီးတော့မှကျမမှာတော့စူရင်မှုပါမှုတွေတော့ရှိတယ်ပေါ့လေနော်အဲဒါမဲ့ကျမရဲ့မိဖတွေကျမရဲ့ရွှေမြို့တွေကတော့ကျမကိုပိတ်ပင်တာတွေလုံးဝမရှိပါဘူးအဲကျမဒီထဲလာတာသူတို့ခွင့်ပြုတယ်ပေါ့လေနော် ပြီးတော့ကျမအဲဒီထဲကိုလာမယ်ဆိုရင်လာမယ်နေမှာပဲကျမရဲ့မိဖတွေကိုဥချတယ်ကတော့တယ် အဲအမေမိဖားလည်းပြောတယ်အဲအဲ no no စိတ်မပူနဲ့အဲသွားဆရာရှိတာသွားကျမရေကီယူဆိုင်အဲပြီးတော့ no အနေပြီးတော့မှအခုချိန်ထိလည်းအဲမိဖားမိဖားတွေရောဆွေမျိုးတွေရောကျမတို့အခုချိန်ထိအဲပံပိုးတာတွေပြုလုပ်ပါတယ်ပြီးတော့စိတ်ခွန်အားတွေလည်းပေးပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျာအာအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်ဒီ တော်လိုင်းရေးအခုဆိုရင်လေးနှစ်ကျော်ကာလတခြားကိုဖျက်တမ်းခဲ့တဲ့အခါမှာအကြီးမားဆုံးနဲ့အဆိုးရွားဆုံးရင်ဆိုင်ရတဲ့အခက်ခဲတွေကဘာတွေရှိလဲပေါ့နော်။ဘာတွေဖြစ်ခဲ့လဲ။ဒီຢာတွေကိုရောဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲ။ဒီကြော်ဖြတ်တဲ့နာလင်းနဲ့ပတ်သက်ပြီးအခုလိုကာလမျိုးမှာပေါ့နော်တချို့ကျွန်တော်တို့ဒေါ်လာရေးလူငယ်တွေရေပေါ်တွေစိတ်သက်သာတာတွေရှိတယ်အဲ့ဒီသူတို့တွေတော့စိတ်သက်ခွန်အားရစီမဲ့အကြောင်းအလေးနဲ့ဇာမီပြောပြပြလို့ရနိုင်မှာခင်ဗျဟုတ်ကဲ့ပါအဲကျွန်မအဲဒေါ်လာရေး ဖြာသောင်းလာတဲ့ကာလတချို့မှာတော့အဲကျွန်မအနေနဲ့ရင်ဆိုင်ရတဲ့အခက်အခဲတွေတော့ရှိတယ်ဗောတယ်နော်အဲအစားအသောက်အခက်ခဲတာပဲဖြစ်ဖြစ်အဲရည်တွေခက်ခဲတာပဲဖြစ်ဖြစ်အဲကျွန်မအိမ်မှာမလုပ်ဘူးတဲ့အလုပ်တွေအဲဒါမျိုးတွေပျော်ချလေးနေတန်းတူလောက်ခဲရတယ်ဗောတယ်နော်ဒါမဲ့အဲဘလို့အခက်အခဲပဲရှိဗောတယ်နော်အဲကျွန်မတို့ဒီထက်မဝင်လာခင်ရင်အဲကျမတို့ဒီထက်ဒေါ်လာကြီးထက်လောက်မယ်ဒေါ်လာကြီးထက်ဝင်မယ်ဆိုရင်အခက်အခဲတွေရှိမယ်တီးတယ်ပင်ပန်းမယ်တီးတယ်ဒါပေမဲ့ အဲအတင်းပြီးတော့မှလောက်ခဲ့တယ်အဲကိုစိတ်ဓာတ်ကြောက်တော့မယ့်အချိန်ဆိုရင်အဲကိုပရမောက်ဆုံးစဉ်းစားမယ်တွေးမယ်ကိုပါလောက်နေလဲအဲကိုပါအတွက်လောက်နေလဲပါကျွန်းလောက်လဲပျော်ကိုရီမန်ချာပါလဲပေါဦးတီနေလဲဆိုတော့အမြဲတမ်းတွေးရမယ်အုံတော်ထက်မှာအမြဲတမ်းထဲထားရမယ်ပျော်စိတ်ဓာတ်ကြားတဲ့အချိန်မှာဆိုလဲပဲအဲအချက်တွေပြီးတော့မှတွေးပြီးတော့မှကိုကိုပြန်ပြန်ပြီးတော့မှအတင်းထားရတယ်ဗောလေနော်အဓိကအဲဒေါ်လာရေးရေးပေါ်တွေပြောချင်တာကတော့အဓိက ကိုယ်ရဲ့အနီးဆုံးရန်သူဖြစ်တဲ့ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးအနေနဲ့တိုက်ခိုက်ဖို့လိုတယ်။ကြော်တာလဲဒီစိတ်ပဲ။အဲတင်ငယ်တာလဲဒီစိတ်ပဲ။ရဲတာလဲဒီစိတ်ပဲ။အဲပြီးတော့ခံစားချက်အနှောကိုလိုက်လို့မရဘူး။အဲကိုဖြစ်ချင်တဲ့ဖြစ်ချင်တာတည်းကိုဖြစ်တဲ့နာကိုလောက်ရမယ်။ခစားချက်ကိုဦးစားပေးပြီးတော့မှလှုပ်လို့မရဘူးပေါ့ရင်တော့ပြီးတော့လူငယ်တွေအနေနဲ့ကိုကိုကိုအကောင့်အွန်ဒီဆော့မတာအဲဒေါ်လာရေးမာတဲ့အောင်မြင်ပြီးတော့မှတာဝန်ယူတဲ့တာဝန်ယူစိတ်ရှိတဲ့လူငယ်တွေလူငယ်ကောင်းတွေ ဲဖြစ်လာမယ်လို့ကျွန်မအကြံပြုချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါခင်ဗျာကြံပြုချက်တွေလည်းတကယ်ကောင်းမှုပါတယ်ကျွန်တော်တို့လက်ရှိမှာစိတ်တက်ကြနေလူငယ်တွေအတွက်ဆိုလို့ရှိရင်လည်းအထောက်ပံ့ဖြစ်စီမဲ့စကလုံးလေးလို့တော့ကျွန်တော်ယူဆမိပါတယ်ဆက်ပြီးတော့ဗောနော်ကျွန်တော်မေးချင်တာဟိုကျွန်တော်တို့ဒီအာအမျိုးသမီးတယောက်အနေနဲ့ဗောဒီလက်နက်ကင်တော်လန်ရေးလမ်းစဉ်ကိုမရောက်ခင်ကအရင်ဟိုဆန္ဒပြစဉ်ကာလတွေအဲမှာဟောဘယ်လိုမျိုးလှောက်ရှားခဲ့တာတွေရှိလဲဗောနော်ပြီးတော့အာ အဲ့ဒီကာလတွေမှာရောဘလို့ခက်ခဲတွေရင်ဆိုင်ခဲ့ရလဲဘလို့ခက်ခဲတွေကြုံတွေ့ခဲ့ရလဲခင်ဗျာโอเคကျမအဲအဲကျမမြန်မာစာဒုတိယနေ့တက်ပြီးတော့အဲအာနာသိမ့်ပြီးတော့ပိတ်မှာကျမကြောမတက်တော့ဘော်လေနော်အဲကြောမတက်တော့ပြီးတော့ကျမအနေနဲ့အဲရွာနေပြီးတော့မှအဲတာနေတဲ့ဖေအနေပြီးတော့မှတော်လိုင်းရေးလောက်တဲ့လူငယ်တွေ BTS တွေကိုကျမနေပြီးတော့မှတာနေတဲ့ဖေအနေထောက်ဖို့လုပ်ပေးတယ်အဲပြီးတော့မှကျမတို့တက်ဆင်ရနေမြေ တစ္ဆေယမြို့နယ်တွေမှာလည်းပဲအမ်ကျမတို့ရဲ့တစ္ဆေယမြို့နယ်တွေမှာလည်းပဲကျမအဲဆန္ဒတွေပြခဲ့တယ်အဲအဲ့ဒီအချိန်မှာလည်းပဲအခက်အခဲတွေတော့အများကြီးကြုံကြုံတွေ့ခဲ့ရပါတယ်အဲဘာလို့ဆိုအမ်ကျမတို့ဆန္ဒတော့ပြတယ်ဗောလေနော်ဒါမဲ့အဲလိုက်ပြီးတော့မှလိမ့်လာဖမ်းဆီးတာတွေရှိတယ်အဲပြီးတော့ဆောင်ခဲ့ရတယ်ဗောလေ အာလက်ရှိမှာရောဒီလက်နက်ကင်တော်လိုင်းကြီးလုံနေတဲ့စီမှာပေါ့နော်ဟောစိတ်ဓာတ်ခွန်အားတွေကိုဘယ်လိုမျိုးပြန်လဲရယူလဲအဲဒါလေးတွေကိုလည်းဟိုနည်းနည်းလေးထပ်ပြီးတော့ဆွေးဆွေးနွေးပြပါအောင်ခင်ဗျာဟုတ်ကဲ့အဲကျွန်မဘယ်လိုစိတ်ခွန်အားတွေရယူဖြစ်လဲဆိုရင်တော့အဲကျွန်မအရင်ဆုံးကျွန်မစိတ်ဓာတ်ကြတော့မယ်ဆိုရင်ပေါ့လေနော်အဲကိုယ်ရီမန်းထားတဲ့ကိုယ်ရည်ရချက်ပရမအုပ်ဆုံးတွေးတယ်ပြီးတော့ဒေါ်လာရေးမှာကြာဆုံးသွားတဲ့မြန်မြန်စွာအသက်ပေးလူသွားတဲ့ရဲ့ဖော်တွေ အဲသူရဲ့ကောင်းနေကိုအဲသူတို့လည်းအမြင့်အမအရာနေအောင်တွေးတယ်ပြီးတော့မှအဲကျမရဲ့စိတ်ဓာတ်ကြောက်ခင်ဖို့အတွက်ဆိုရင်အဲတခြင်းတွေနားထောင်တယ်စိတ်တည်ငြိမ်ဖို့အတွက်ဆိုရင်အဲစာအုပ်လေးစာအုပ်ကောင်းနေချပြီးတော့မှဖတ်တယ်ပေါ့လေနော် ပြီးတော့မှကိုယ့်ရဲ့ရက်ဖို့ရက်ဖက်တွေနဲ့အပြာအလံရင့်နှီးမှုရယူတယ်ပြီးတော့အဲအထွေအကြုံတွေအပြာအလံဝင်များတယ်ဒါမျိုးတွေလောက်ဖြစ်တယ်ပေါ့လေနော် ပြီးတော့မှဒီလိုလောက်ချင်းအပြင်အဲတခြားသူ တခြားသူတွေကိုတိုက်တွန်းပေးခြင်းအပြင်လည်းအဲကိုကိုပါခွန်အားနေတိုးစီနေတယ်ပေါ့လေနော်ဟုတ်ကဲ့ခင်ဗျာဟိုပေါ့နော်ဟိုမြန်မာစာဒုတိယနှစ်နဲ့ဒေါ်လာရင်းတွေရောက်လာတယ်ဆိုတော့အဲ့ချိန်မှာဟိုအသက်ဘယ်လောက်ပဲရှိသေးလဲခင်ဗျာအဲ့တော့အသက်20ပါရှင်ဟိုတကယ်လေးစားပါတယ်အသက်20အရွယ်အမျိုးသမီးတယောက်ရဲ့လက်ရှိချိန်ကြီးဒေါ်လာရင်းတွေမှာပါဝင်နေတယ်ဒေါ်လာရင်းတွေပါဝင်ဖို့ဆုံးဖြတ်ချက်ချရတဲ့တတိယကတော့ကျွန်တော်တို့ဟိုပေါ့နော်တခြားအမျိုးသားတွေပါလေးစားလောက်တဲ့တတိယတွေအများကြီး တွေ့ရတာပေါ့နော်နောက်ဆက်ပြီးတော့ကျွန်တော်တို့ဒီမေးချင်တာအခုချိန်မှာစစ်ကောင်စီကပြုလုပ်ဖို့ပြင်ဆင်တဲ့ရွေးကောက်ပွဲကိုတော်လန်တဲ့သူတွေအနေနဲ့အဲတော်လန်လူလူတွေကိုဘယ်လိုမျိုးပုံစံအတူတင်တယ်လို့ဆက်ချန်ပြတိုက်တွန်းချင်လဲပေါ့နော်နောက်ပြီးစစ်ကောင်စီကဆိုလို့ရှိရင်လည်းတရားဝင်မှုရဖို့ကြိုးစားနေတယ်ဒီပေါ်မှာရောဖိအားပေးဆောင်ရွက်တဲ့ဘယ်လိုမျိုးပုံစံအနေနဲ့ဖိအားပေးဆောင်ရွက်တဲ့လို့ဟိုတော်လန်လူငယ်တရားအနေနဲ့မြင်လဲခင်ဗျာ ဟုတ်ကဲ့အခုစီကွန်စီကနေပြီးတော့မှပြုလုပ်ဖို့ပြင်နေတဲ့ရွေးကော်ပွဲကိုအဲဘယ်လိုအန်တူတင်လဲဆိုရင်တော့နော်အဲနံပါတ်1အချာမဲမထဲပဲနဲ့ပွိုင်ကော်လောက်တာတွေပြီးတော့အဲမဲယုံတွေမှာအဲဆန္ဒပြတာ ပြီးတော့အဲရွေးကော်ရွေးကော်ပွဲတွေမှာတာဝန်ယူရတဲ့အဲဝန်ထမ်းတွေကို CDN လောက်ဖို့တိတ်တူနာတွေဒါမျိုးတွေလောက်ပြီးတော့မှအန်တူတင်တယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်ပြီးတော့မှဘယ်လိုဖိအားပေးတင်လဲဆိုရင်တော့အဲရွေးကော်ပွဲမှာပါဝင်မယ် အဲပါတီတွေကိုစလေလုံးတွေကိုလည်းသူတို့အပေါ်မှာလည်းအဲလူထုကနေပြီးတော့မှဖိအားပေးတင်တယ်ပြီးတော့မှအဲစီတာနေပြီးတော့မှထောက်ခံနေတဲ့အဲစီးပွားရေးတွေအဲလုပ်ငန်းတွေကိုလည်းပဲအဲတားဆီးတင်တယ်ဖိအားပေးတင်တယ်ပြီးတော့မှစီတာထောက်ခံနေတဲ့သူတွေကိုလည်းပဲအဲ CDN လုပ်ပေးဖို့အဲဖိအားပေးတာတဲ့ဒါမျိုးတွေလုပ်တင်တယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျအာနောက်တစ်ချက်ပေါ့နော်ဒီ အခုတော်လန်ကြီးအလွန်ကာလတာရောက်သွားပြီစစ်ကောင်စီကိုကျွန်တော်တို့တော်လန်ကြီးတပ်ဖွဲ့တွေကအနိုင်တိုက်နိုင်ပြီဆိုလို့ရှိရင်အနာဂတ်မှာကိုဘွားကိုဘယ်လိုတည်ဆောက်မယ်ဘယ်လိုကောင်းမွန်အောင်နေမယ်လို့စိတ်ကူလာတဲ့ရည်ရချက်တွေရှိလဲပေါ့နော်ဘယ်လိုရည်မှန်းထားလဲဆိုရင်တော့ကျွန်တော်တို့အဲအနာဂတ်ကျွန်မမြင်ချင်တာပေါ့နော်အဲဆီယာနာရှင်ကင်းဝေးပြီးတော့မှအဲပြည်သူအာဏာအမြဲတည်တားတဲ့နိုင်ငံဖြစ်ဖို့ပြီးတော့အဖွံ့ဖြိုးတိုးတက်ပြီးတော့မှအဲလူတိုင်းအခွင့်အရေးတန်းတူတန်းတူအခွင့်အရေးရရှိတဲ့အဲ ီမိုကရေစီနိုင်ငံဖြစ်ဖို့ပြီးတော့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုနိုင်ငံအဖြစ်ကျွန်မအနေနဲ့မြင်ချင်ပါတယ်အဲ့လိုအဲမြန်အောင်လဲကျွန်မအခုနေပြီးတော့မှကျွန်မလည်းတာနေတဲ့ဖေးကနေပြီးတော့မှအဲကြိုးစားနေပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျာနောက်ဆုံးမိကုန်းအနေနဲ့ပေါ့နော်ဒီနိုင်ငံရေးတော်လန်ရေးကောင်းအောင်သွားပြီးနိုင်ငံရေးပြန်ကောင်းတဲ့အခါကျရင်ကိုဘွားရောကိုဘလို့ပြန်တိဆောက်ဖို့ကိုရည်ရွယ်ချက်တွေကိုဘလို့အကောင့်ထဲပို့ဖို့စိတ်ကူလာတာတွေရှိလဲခင်ဗျာ အဲနေငါရေးကောင်းတော့ပြီဆိုရင်တော့အဲဒီမှာအဲတင်ယူချင်တဲ့တကယ်အဲဒီဒေါ်လာရေးထဲမဝင်ခင်ကျွန်မဖြည့်ချင်တဲ့စန္ဒာတွေပြီးတော့မှအဲကျွန်မကျွန်မရဲ့ရည်ရွယ်ချက်တွေအဲဒါတွေကိုပြန် ပြီးတော့မှလှုပ်ချင်တယ်ပြီးတော့မှအာကျွန်မချီရတဲ့မိသားစုတွေဆွေမျိုးတွေနဲ့လည်းအဲအတူတကွအဲချီချီခခင်နဲ့ပြန်ပြီးတော့မှနေရှင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျဒီနေ့အစီအစဉ်မှာပေါ့နော်ကျွန်တော်တို့ ပေါင်းရှင်တွေပေးထားတဲ့ရဲဘော်ရဲ့အမြင်ကိုနားထောင်ရပြီးတဲ့ခါကျတော့ကျွန်တော်ဒီတော်လန်ကြီးအတွေးခေါ်တစ်တီကိုလည်းအတွေးမြင်တစ်တီကိုလည်းရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဒီစီဇန်ကို crop post အနေနဲ့တင်ဆက်ခွင့်ပြုတဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများအားလည်းကျေးဇူးထူးတင်ရှိပါတယ်ဆက်မကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ